စမယ်ရုရှားပြန်တက်ချုပ်ကြီးကြိုးစိုးပွဲ၌ဒေါ်မီတင်စာဦးခါကြောညက်ပြီးအကိုလိုင်းနဲ့အန်တီဂျူစကားများရန်ပြမှုဖြစ်ပွားတဲ့သတင်းအပြည့်စုံကဒီလိုဗျခိုင်လုံတဲ့သတင်းရာတဲချုပ်ကြီးကဘောကြနေတာရုရှားကနေမြန်မာပြည်ထိပထတန်းလျင်စီးလာတဲ့ဒဏ်လဲပါမှာပေါ့ရန်ကုန်လေစိတ်ကိုလျင်ဆိုင်ချင်းချင်းအပါတဲချုပ်ကြီးချက်ချင်းမထနိုင်လို့ သတင်းတောက်တွေကိုလင်းရင်ပေါ်တက်ခိုင်းပြီးအင်တာဗျူးဖြေတာပဲကြည့်တော့အင်တာဗျူးဖြေပြီးပြီးချင်းတအားလောက်ကြတော့တက်ချုပ်ကြီးလင်းရင်ပေါ်ကဆင်းလာတာပေါ့အဖြူရောင်လူပညာရှင်များအုပ်လိုက်ကြီးဝိုင်းကြုံနေကြတယ်တက်ချုပ်ကြီးကလည်းควอတာควอတာနဲ့လင်းရင်ပေါ်ကဆင်းလာတယ်ပေါ်ကြနေတာကိုဒါကိုအဖြူရောင်လူပညာရှင်များတဲ့ကဘောเจ้าနားလေတက်ကြွနဲ့တော်မီတင်စာဦးချက်ချင်းရိပ်မိတယ် ဘာတက်ချုပ်ကြီးကတယောက်ချင်းစီနှုတ်ဆက်တယ်။ဒေါ်မေတင်စာဦးရောက်မှာအန်တီမေကနောက်နှစ်အကယ်ဒမီရလို့ရညာဆိုပြီးအများသူရှိမရှောင်မရှက်မကြောက်ပဲအဖဗောကြနေတာမလားကျမကြည့်ပေးမယ်ဆိုပြီးခါညွန့်လိုက်ရမှာတက်ချုပ်ကြီးအရက်ကလိုရာထပ်ပို့ပုနေတော့အန်တီမေခမရခါကြောညက်သွားရတာပေါ့မျက်မျက်တက်တည်ပြောပြချက်ရအန်တီမေကဒီနေ့မနက်ထိအကောင်းကြီးပဲဗျာ တက်ကြွကြီးကိုကြိုပြီးပြန်လာတော့မှခါတချမ်းကနားရဲနားရဲဆိုပြီးဖြစ်သွားတာအရင်ကတည်းကအန်တီမေကခါကတိတ်မကောင်းတော့အရန်မကုန်းဖို့မကုန်းမလွန်ဖို့ဆီအောင်ကမှားထားတယ်ဆိုတော့အသံတော့ကြာဖို့ပါတယ်ဆိုပြီးပြောပြလာပါတယ်နောက်ပြီးတက်ကြွကြီးအိမ်ရဲ့ရောက်ချင်းအန်တီတူနဲ့စကားများရန်ဖြစ်ကြတယ်တဲ့အကြောင်းရင်းကတော့ဘောကြဘောအောင်နေတဲ့အကြောင်းရင်းကို ဟုတ်တိပတ်တိဖြည့်ရှင်းချက်မပေးနိုင်တာရဲ့လေစိတ်မှာ မင်းကလေးတယောက်ကိုလက်ဆွဲနှုတ်ဆက်ရင် သူလွတ်နိုးကိုလွတ်နိုးနဲ့15မိနစ်လောက်ကြာမြင့်သွားတာရေချောင်းတဲ့အခုတော့တက်ချုပ်ကြီးခမလေရင်ပေါ်မှာတစ်ချိန်လုံးစဉ်းစားလာတယ်အင်ပြန်ရောက်ရင်ခေါကျူလေးနဲ့ကဲမယ်ဆိုတဲ့အတွေးတွေပြက်ပြက်သွားတယ်လို့ညစာလဲငတ်မဲ့သဘောရှိတာကြောင့်မီးဖို့ချောင်းတဲ့သူ့ရဲ့နမဲကြီးစွပြုတ်ကြီးကိုကိုယ်တိုင်ချက်ပြုတ်နေပါတော့တယ်တွင်အမှန်တွေတင်ဆက်ပေးနေတယ်ဒီဟုတ်စီစိုင်း